မင်္ဂလာပါရှင်ဒီနေ့ကတော့950ဇက်တော်ဤကကနိဘတ်တဲ့ကနဘတ်85ကိမကဇက်တော်ကြောင့်ဖတ်ပြပေးမှာပဲဖြစ်ပါလိမ့်ရှင်ဒီနဘတ်85ကိမကဇက်တော်ကနဘတ်54ကိမဖလာဇက်တော်နဲ့ဇက်ကြောင့်ပစ္စပန်ဝတ္ထုအသေးဝတ္ထုအများအားဖြင့်ဆင်တူနေပါတယ်ရှင် လဲမိုးမာကြသောစကားနာယူကြသည်ဖြင့်အစိတ်တည်းမစားမိကြ၍ချမ်းသာကြသောလဲသမားများအကြောင်းအောက်ပါအတိုင်းဖော်ပြပေးထားတာပဲဖြစ်ပါနေရှင် နယ်လူတို့ဤစရာဖြစ်တော်မူသောမြတ်စွာဘုရားသည်စေတဝန်ကျောင်း၌တည်င်းသုံးတော်မူစဉ်တာရဏတော်၌အသက်ဆွန့်၍ယဟန်ပြုသောအမျိုးကောင်းသားယဟန်တစ်ပါးရှိလေ၏ထိုယဟန်သည်တာဝတိမြို့တွင်သို့အစွန်းကန်သွားရာတစားစင်သားသောမိမတယောက်ကိုမြင်၍တာရဏတော်၌မပျော်မွင့်ပင်ပြင်းငြိမ့်ဝေလေ၏ယဟန်တို့သည်ထိုယဟန်ကိုမြတ်စွာဘုရားတန်ခေါ်ဆောင်၍လာကြရာမြတ်စွာဘုရားသည် ထိုယဟန်အားစိတ္တယဟန်၅ပါးသောကမ္မဂုဏ်တို့ မည်ဒီကခံစားသောကာလ၌မွေးလျော်ခြင်းကို ဖြစ်စေတတ်တော်လေအပေပฏิတန်တွေကိုပေးတတ်ကုန်၏အစိတ်တီးကို စားတည်နေတူကုန်၏အစိတ်တီးတို့မည်ဒီမှာစားသောအခါအစဉ်အနှံ့ရတာနှင့်ပြည့်စုံတော်လေအသေးဥရို့ကိုဖြဲ့၍အသက်ကုန်ခြင်းတို့ရောက်စေတတ်ကုန်၏ရှိရခါဒုမိုက်တို့သည်အစိတ်တီးကိုစား၍အသက်ကုန်ခြင်းတို့ရောက်ဖို့ကုန်ပြီဟု မိတော်မူကအောက်ပါအသေးဆက်ကိုဆောင်းတော်မူသည်လွန်လေပြီးသောအခါဗာရဏတိပြည်ဝင်ပြမတတ်မင်းမင်းပြုတည်ရှိသောဖရာအလောင်းတည်းလဲကုန်နေမူဖြစ်လေ၏ တနေ့တနင်္လာမိုးဒီလဲ900တို့ဖြင့်အနောက်ရက်တို့တွားတည်ရှိသောတောအုပ်တခုတို့ရောက်လင်လဲသမားတို့ကို စီဝေးစေ၍အမောင်တို့ဤတောအုပ်မှာအစီအတီများရှိသည် မစားဘူးသောတစ်တီတို့ကိုငါ့ကိုမပြောကြဘဲမစားကြကုန်လင်ဟုအဆုံးမလေး၏ ဧသမားတို့သည်တောအုပ်အဝင်တွင် အလွန်အသည်များသောအစိတ်ပင်ကြီးတပင်ကို တွေ့ကြကုန်၏ပင်စီအကိုင်းအခက်အရွက်အပွင့်အသည်အနက်အရသာတို့သည်တရက်ပင်နှင့်အလုံးစုံတူကုန်၏အချို့လေသမားတို့သည်အစင်အနက်အရသာ၌တက်ဆုံးကတရက်တိအထင်နှင့် စားကြကုန်၏အချို့လေသမားတို့ကမစားဘူးသည်ဖြင့်လဲမှုကိုမေး၍စားမည်ဟုစောင့်ဆိုင်နေကြကုန်၏လဲမှုရောက်လာသောအခါအစိတ်တိမှန်တိ၍အတီး ိုကိုင်ကစောင့်နေသူတို့အားစွပြစ်စေကုန်၏စားပြီးသောသူတို့အားစေတတ်၍အံစေကုန်၏လက်အိုစားမီသူတို့သည်စေတတ်၍မရတော့ပင်တည်ကြကုန်၏လဲမိုးလည်းမိမိလိုရာရက်တို့တွားကများစွာသောပစ္စည်းဥစ္စာတို့ကိုယူဆောင်၍လဲ900နှစ်တကွာမိမိတို့နေရာတို့ပြန်မီးလျင် ကုတုကောင်းမှုကိုပြုစုအားထုတ်လျက်နေလေ၏ဤဒေသနာတော်၏အဆုံး၌တာသနာတော်၌ ပြင်းရင်ညီငွေတော်ယဟန်ဒီတောတာပတိဖို့၌တည်လေ၏ကျင်းတော်ပရိသတ်တို့တွင်အချို့တရကံမိဖို့တချို့အနာကံမိဖို့အချို့အရဒဖို့၌တည်ကုန်၏ဤတို့လျင်မြတ်စွာဘုရားသည်အတိတ်ပစ္စုပန်နတန်တော်ဝတ္ထုတို့ကိုအနုတန်နေဆက်ဆက်တော်မူလျက်ယဟန်တို့ထိုအခါလက်သမားတို့သည်ယခုအခါဘုရားပရိသတ်လေမူဒီငါဖျားဖြစ်လာပြီဟုဇက်ကို ပေါင်းတော်မူသည် ကင်ပကဇတ်တော်ဤတွင်ပြီအခုလိုဖက်ပြခွေရအောင်ကျေးဇူးပြုပေးခဲ့ကြသူများအလုံးကိုအတူပဲကျေးဇူးတင်ရှိပါတယ်ရှင်နားထောင်ပေးကြသူများအလုံးလည်းနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။